မီယာကိုအခုလိုမျိုး အတက်စပစ်ရှယ်မြန်ပြီးတော့ဒမေအကိတ်ကြီးထွက်ချင်လာ ဘရာသားတို့အနေနဲ့မီယာကိုအတက်စပီလဲမြန်းခြင်းနဲ့ဒါမေးအကိတ်ကြီးလဲထွက်ခြင်းနဲ့ဆိုရင်တော့အတက်စပီ item နဲ့ critical item ပေါင်းစပ်ရမှာဖြစ်ပါတယ်ပထမဆုံး item ကတော့အတက်စပီရှယ်မြန်ပြီးတော့မီယာနဲ့လုံးဝလိုက်ဖက်တဲ့ crossing site ကိုဆက်ပေးရမှာဖြစ်ပါတယ်ဒုတိယ item ကတော့အတက်စပီလဲမြန် critical damage လဲထွက်တဲ့ wind talker ကိုဆက်ပေးရမှာဖြစ်ပါတယ်တတိယ item ကတော့ critical damage အကိတ်ကြီးတွေပေးတဲ့ basker fury ကိုဆက်ပေးရမှာဖြစ်ပါတယ်အတက်စပီလဲမြန် critical damage လဲထွက်နေတဲ့မီယာကိုတွေးတက်ဖို့လိုတဲ့အတွက်ကြောင့်၄ချောင်းမြောက် item မှာ Hash Claw ကိုဆက်ပေးရမှာဖြစ်ပါတယ်။နောက်ဆုံး item မှာတော့ Malefic Gun ကိုဆက်ပေးရမှာဖြစ်ပါတယ်။ Malefic Gun ကိုဘာကြောင့်ဆက်ရတာလဲဆိုရင် Attack Range ကျတဲ့အပြင်မှာ Attack Speed ပါတိုးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီ item နေစုံသွားပြီဆိုရင်တော့ Brother ရဲ့ Mia ကလုံးဝကြမ်းနေပြီပေါ့ဗျာ။